ဓာတ်ပုံတွေဗီဒီယိုတွေမှားပြီးတော့ဖြတ်ထားမိပြီဆိုလို့ရှိရင်ဖြတ်ထားမိတဲ့ဗီဒီယိုတွေဓာတ်ပုံတွေကိုဘယ်လိုမျိုးပြန်ယူရမလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုလေးမှာပြန်လည်ပြီးတော့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ THA ရော YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။အဲဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာထည့်ထားတဲ့ data တွေကျွန်တော်တို့ရဲ့ဓာတ်ပုံတွေကိုယ်ရင်တော့ရိုက်ထားတဲ့ဓာတ်ပုံတွေ ဗီဒီယိုတွေကျော်တို့အမှတ်တရတင်ထားတဲ့ဗီဒီယိုတွေအရန်ကိုအရေးကြီးတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပြန်ယူရမလဲဆိုတာကိုဒီကနေ့မှာဒီဗီဒီယိုလေးနဲ့ပြန်လဲပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျော်တို့ဒီဗီဒီယိုလေးမဆခင်မှာကျွန်တော်ရဲ့ THA ဘလော့ YouTube channel လေးကိုလည်းကျွန်တော်တို့တွားရောက်ပြီးတော့ subscribe လုပ်ထားပေးလို့ရပါတယ်ဗျနိပညာနဲ့ဗူဒူရာတွေကိုကျွန်တော်က THA ဘလော့ YouTube channel မှာအစားဆုံးလေးပြန်လဲပြီးတော့မျှဝေပေးထားတာဖြစ်ပါတယ်ဗျ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျပထမဆုံးကျွန်တော်တို့ကပြောပြပြောချင်တာကတော့ကျွန်တော်ဒီဗီဒီယိုထဲမှာ application တစ်ခုနဲ့ကျွန်တော်တို့ကတွားရောက်ပြီးရောတပ်ပုံတွေကိုယူဆောင်ရမှာဖြစ်ပါတယ်ဗျဒီ application ရဲ့နာမည်ကတော့ဒေါက်တာဖောင်ပဲဖြစ်ပါတယ်ဗျဒေါက်တာဖောင်လို့လည်းခေါ်ကြတယ်တို့ကျွန်တော်တို့ကဒေါက်တာဖုန်းလို့လည်းခေါ်ကြတယ်ဗျ DR.FONE ဖုန်းဒေါက်တာဖုန်းလို့လည်းခေါ်ကြပါတယ်ဗျ ဒီ data phone application တွေကိုကျွန်တော်တို့က Play Store မှာတွားရောက်ပြီးတော့ download ရမှာဖြစ်ပါတယ်ဗျကျွန်တော်ပထမဆုံးကျွန်တော်တို့ Play Store ကိုတွားရောက်ပြီးတော့ download လိုက်ပါမယ်ဗျကျွန်တော်တို့က Play Store တဲ့ကိုအရင်ဆုံးတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဟုတ်အောင်ဆုံးက server မှာကျွန်တော်တို့ကရိုက်ချပေးရမှာဖြစ်ပါတယ်ဗျဒီမှာကျွန်တော်တို့က data phone ကိုရိုက်ချလိုက်တာနဲ့ကျွန်တော်တို့ application လေးတစ်ခုကျလာပါလိမ့်မယ်ဗျဒီ application လေးကိုကျွန်တော်တို့ကတွားရောက်ပြီးတော့ download ပေးရမှာဖြစ်ပါတယ် ဒီ application လေးကိုကျွန်တော်တို့ကတောင်းပြီးသွားပြီဆိုလို့ချင်တော့ကျွန်တော်တို့ကဒီ application လေးကိုတစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့တစ်ချက်ဝင်လိုက်ပါမယ်အဝင်ပြီးသွားပြီဆိုလို့ချင်တော့ကျွန်တော်တို့က agree လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ video မှာဒီ application လေးကိုအသုံးပြုမယ်ဆိုလို့ချင်တော့အရင်ဆုံး message လို့အနေနဲ့ message လို့ရ login တဲ့ဓာတ်ပုံတွေက အရန်ကိုအရေးကြီးတဲ့ဓာတ်ပုံတွေဖြစ်မှတ်တာလင်ဒီဗီဒီယိုရဲ့အတိုင်းလှုပ်ပေးဖို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်တချို့ဖုန်းတွေမှာကြာတော့ဒီဗီဒီယိုချင်းနဲ့အဆင်ပြေတယ်တချို့ဖုန်းတွေမှာကြာတော့ဒီ application နဲ့အဆင်မပြေပါဘူးဗျဓာတ်ပုံတွေကျွန်တော်တို့ကပျောက်သွားတဲ့ဓာတ်ပုံတွေဖျက်မိထားတဲ့ဓာတ်ပုံတွေကိုကျွန်တော်တို့ကယူတဲ့အချိန်ခါမှာအဲ့ဓာတ်ပုံတွေကသူ့ limit အလိုက်ပဲတချို့ကြာလို့ရှိရင်10ပုံထိရတယ်တချို့ကြာတော့15ပုံထိပြန်ပြီးတော့ဟောကာပါတွေယူလို့ရတယ် အလိုမျိုးတွေရှိပါတယ်ဗျ Deep verification ကိုကျွန်တော်တို့ကအသုံးပြုမယ်ဆိုလို့ရှင်တော့မိတ်ဆေလို့အနေနဲ့အရေးကြီးတဲ့ဓာတ်ပုံတွေအရေးကြီးတဲ့ဗီဒီယိုတွေလုံအောင်တန်ဖိုးမဖြတ်နိုင်တဲ့ဓာတ်ပုံတွေဖြစ်မှတာလေ Deep verification ကိုတောင်းပြီးမှတောင်းပြီးရောကျွန်တော်တို့က Pro လေးကိုဝယ်ပေးရမှာဖြစ်ပါတယ်ဗျမိတ်ဆေလို့အနေနဲ့ Deep Pro လေးကိုဝယ်ခြင်းအဖြစ်ကျွန်တော်နောက်ပိုင်းမှာ Deep Pro ကိုဝယ်လိုက်လို့ရှင်ဘယ်လိုမျိုး ကျွန်တော်တို့အတွက်အကောင်းကျိုးတွေဖြစ်နိုင်လဲဘာအချက်လက်တွေကိုယူလို့ရမလဲဆိုတာကိုလည်းကျွန်တော်ဒီဗီဒီယိုလေးမှာပဲအသေးစိတ်လေးကျွန်တော်ပြန်လည်ပြီးရောလဲ share ဝင်လုပ်ပေးသွားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကလည်းဒီ application လေးကိုကျွန်တော်က pro ware သုံးမှသာရင်ပို့ပြီးတော့အဆင်ပြေပါမယ်ဗျ။တကယ်လို့မှ pro ware မသုံးချင်ဘူး။ကျွန်တော်တို့က free လဲသုံးချင်တယ်ဆိုလို့ချင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးမှာ free သုံးမယ်ဆိုလို့ချင်းဓာတ်ပုံတွေဘယ်လိုမျိုးယူလို့ရလဲဆိုတာကိုလည်းကျွန်တော်အသေးစိတ်လေးပြန်လည်ပြီးရောမျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့တွားလိုက်ပါမယ်ဗျဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ဆုံးက crossing လေးကိုနှိပ်ပြလိုက်ပါနှိပ်ပြီးတွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ circle လေးရှိပါတယ်ဗျ circle လေးကိုဆက်ပြီးတော့နှိပ်ပြလိုက်ပါအနေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ပေါ်လာလို့ရှိရင်ဒီနားလေးမှာကျွန်တော်တို့က crossing လေးကိုနှိပ်ပြလိုက်ပါဗျကျွန်တော်ကတော့နှိပ်လိုက်ပါမယ်အနှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာနှစ်ခုထွက်သွားပေးမှာဗျ ဒီတစ်ခုကတော့ကျွန်တော်တို့ကတပ်ပုံနေဗီဒီယိုတွေကိုဟောကားပါးကြီးယူလို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ဗျ။အဲကျွန်တော်တို့ဒီဗက်တစ်ခုကဆိုလို့ရှိရင်เนาะကြော် unlock device unlock device ဆိုတာကတော့ကျွန်တော်တို့ကတပ်ပုံနေမှာ log နေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဖုန်းနေမှာ log နေတယ်ကျော်ဒီတပ်ပုံတွေကိုတချို့ရလို့ရှိရင်တော့ခတ်တဲ့ပုံစံမျိုးနဲ့ဖွက်ထားတယ်။နောက်ကျတော့ log ကလည်းမတည်ဘူး log လုံးမတိလက်အချိန်ခါမှာဒီရော application ကိုယူတုံးထားတဲ့တော့ကိုအဲ့ application ကိုကျွန်တော်တို့ကဖြည့်ရတော့မယ် လော့မတီးဘူးဆိုလို့ချင်းတပ်ပုံတွေလည်းဆုံးကျုံးရလာမယ်ဒီလိုမျိုးနေရာတွေမှာလော့အန်လော့ဖြစ်ပြီးတော့မှဒီအားနေပြီးတော့မှဟောကာဘာကြီးယူလို့ရတဲ့ပုံစံမျိုးရှိပါတယ်ဗျကျွန်တော်တို့ဒီနေရာမှာရကာဘာကြီးယူလို့ရတဲ့ပုံစံမျိုးဆိုတာကနှစ်မျိုးရှိပါတယ်ဒီဘက်ကကြတော့ကျွန်တော်တို့ရိုးရိုးတပ်ပုံတွေကိုဖြတ်မိတဲ့တော့ကိုဖြတ်ထားတဲ့တပ်ပုံတွေကိုပြန်ယူมาဖြစ်တဲ့အတွက်ကျွန်တော်တို့ရကာဘာကြီးယူရမယ်ပုံစံဒီဘက်က unlock device ဆိုတာကတော့ကျွန်တော်တို့ရဲ့ဖုန်းတွေထဲမှာတပ်ပုံတွေကို အပေါင်းတွေနဲ့တငယ်ချင်းတွေဘယ်သူမှမသိကြည်ကြအောင်ဓာတ်ပုံတွေကိုတက်တက်တက်ဖွက်ထားတယ်ဖွက်ထားပြီးတော့မှ hi ဖွက်ထားတဲ့ဓာတ်ပုံတွေကကျွန်တော်ပတ်ဆော့ရဲမမှတ်မိဘူးကျွန်တော်ပတ်တန်နေလည်းမမှတ်မိဘူးမမှတ်မိတဲ့အချိန်ကမှကျွန်တော် unlock device နဲ့ယူပြီးရော worker ပါတွေယူပေးရမှာဖြစ်ပါတယ်ဗျဒီနှစ်ခုလေးကိုနားလေတဘောပေါက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော် B2 လေးကိုဆက်ပြီးတော့သွားလိုက်မယ်ဒီ B2 လေးအတိုင်းယူပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့ဒီ B2 အတိုင်းမယူဘဲနဲ့ကျွန်တော်တို့က ရှောက်ပြီးတော့လှုပ်လိုက်မယ်ဆိုလို့ရှိရင်တော့တပ်ပုံတွေကပြန်ယူလို့မရတဲ့အပြင်ရှိတဲ့တပ်ပုံတွေပါတက်သွားမှကြောက်တဲ့အတွက်ကိုကျော်ဒီဗီဒီယိုလေးကိုနားလည်တဘောပါအောင်ကြည့်ရကြည့်ပါလေဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့တွားလိုက်ပါမယ်ဗျအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကတပ်ပုံတွေကိုယူမှဖြစ်တဲ့တွက်ကိုကျွန်တော်တို့ကဒီ worker body delete ဆိုတဲ့ဟာလေးကိုဆက်ပြီးတော့ယူလိုက်ပါမယ်ကျွန်တော်ပထမဆုံးမရွေးခင်ပါကျွန်တော်တပ်ပုံလေးကိုတဖုံကိုကျွန်တော်ပထမဆုံးအနေနဲ့အရင်ဆုံးတွားပြီးတော့ဖြတ်ထားလိုက်ပါမယ်ဗျကျွန်တော်အရင်ဆုံးဟုတ်နဲ့ကိုတွားမယ် သွားပြူရည်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာဒီ double ဒီရလေးကိုကျွန်တော်အရင်ဆုံးဖြတ်လိုက်ပါမယ်ဗျဒီကောင်လေးကိုကျွန်တော် delete move transfer လုပ်လိုက်မယ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကတော့ကျွန်တော်ကာဘာယူတဲ့ hardware ကိုတစ်ချက်ဝင်လိုက်မယ်ခုနကတော့ဖြတ်ထားတဲ့ double လေးကိုကျွန်တော်မိတ်ဆွေလိုလည်းမှတ်မိပါတယ်နော်အဲ့တပုံလေးကိုကျွန်တော်တို့ကယူလို့ရ ਈ ကြည့်လို့ရမြည်တစ်ချက်သွားပြီးတော့ကြည့်လိုက်ပါမယ်ဗျကျွန်တော်အရင်ဆုံးတစ်ချက်သွားပြီးတော့ကြည့်လိုက်ပါမယ်အဲ့ကြည့်လိုက်ပြီဆိုလို့ရှင်တော့ဒီနေရာမှာကျွန်တော်တို့က တွေ့ရပါလိမ့်မယ်ဗျာဓာတ်ပုံတွေယူမာလားကျွန်တော်တို့ကဗီဒီယိုတွေယူမာလားဆိုလဲဟာကိုနှစ်မျိုးတည်းကိုကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်တဲ့တော့ကိုကျွန်တော်ကတော့အရင်ဆုံးခုနကဓာတ်ပုံတွေဖြစ်ထားတဲ့တော့ကိုကျွန်တော်ဓာတ်ပုံတွေကိုအရင်ဆုံးဝင်လိုက်ပါမယ်ဝင်လိုက်ပါမယ်ဒီမျိုးဝင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအလောင်းအဆက်ဆွာကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်အဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ use ယူဆိုတဲ့ဟာကိုကျွန်တော်ဝိုင်းပြထားတဲ့ဟာကိုကျွန်တော်တစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဆက်ပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကအလောင်းကိုတစ်ချက်ဆက်ပြီးတော့ရွေးပြရမှာဖြစ်ပါတယ်အဲရွေးပြီးသွားပြီဆိုတာနဲ့ဒီလိုမျိုးကျွန်တော်တို့က second ready fat နေမှာပဲဖြစ်ပါတယ်ဗျအဲ second ready fat နေပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာဓာတ်ပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာဒီမှာကျွန်တော်ခုနကမနေ့တနေ့ညမှာမနေ့ရမှာသူကကျွန်တော်ရဲ့ဖုန်းထဲကိုရောက်လာတယ်ရောက်လာတဲ့တော့ကိုကျွန်တော်တို့က ဒီကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံတွေကဗင်းလေးကကျွန်တော်တို့ကဒီဓာတ်ပုံတွေကိုစေထားတာလေဗင်းလေးကဒီဓာတ်ပုံတွေကိုရိုက်ထားတယ်ဆိုတာစသူကဒိတ်တွေကိုကြည့်လို့ရမှာဖြစ်ပါတယ်ဗျအဲကြောင့်မလို့ကျွန်တော်တို့ဒီဓာတ်ပုံတွေကိုဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတာကိုကျွန်တော်ဒီနေရာလေးမှာမျှဝေပေးတာဖြစ်ပါတယ်ဒါပြီးလို့ရှိရင်အပေါ်ဆုံးကမြားလေးကိုဖြစ်ပြီးသွားပြီဆိုလို့ကျွန်တော်ဒီအောက်ကကျွန်တော်တို့ကလေးဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကခုနကတော့ဓာတ်ပုံလေးတက်ကိုတစ်ချက်ဝင်လိုက်ပါမယ်ဗျကျွန်တော်ရုံးဝင်လိုက်ပါမယ် ်ဝင်းလိုက်ဆိုလို့ချင်းတော့ဒီလိုမျိုးစကန်နေပေါ်လာမယ်ဆိုလို့ချင်းဒီနားမှာကျွန်တော်တို့ကဒီဓာတ်ပုံကိုစေ့ခြင်းနဲ့ကျွန်တော်တို့ဝကာဘာရီလိုချင်တယ်ဆိုလို့ချင်းတော့ဒီအောက်ကအမှန်ရှိလေးကိုချစ်လိုက်ပါရှင်းပြီးသွားပြီဆိုလို့ချင်းတော့ဒီနေရာမှာကျွန်တော်တို့ကဝကာဘာရီဆိုပြီးတော့ယူလို့ရပါတယ်ဗျရှေ့ပိုင်းမှာပြောခဲ့တဲ့အကြောင်းအရာတွေကဓာတ်ပုံ priority ဖြစ်စေ promoter ဖြစ်စေရှေ့ပိုင်းအားလေးကိုလောက်ဆောင်ကြည့်လို့ရပါတယ်ဗျတကယ်လို့မှဓာတ်ပုံဒီကျွန်တော်ရဲ့ဒေါက်တာ ဖုန်းကျွန်တော်တို့ application လေးကိုကျွန်တော်တို့ကပရိုမွယ်ထားဘူးဆိုလို့ရှိရင်တော့ယခုနီးတိုင်းပဲကျွန်တော်တို့ကလှုပ်ဆောင်ကြည့်လို့ရပါတယ်ဗျပထမဆုံးတော့ကျွန်တော်တို့ကဒီဓာတ်ပုံလေးကိုနှိပ်လို့လည်းရတယ်လို့ဒီအပေါ်အဟာလေးကိုလည်းကျွန်တော်တို့ကနှိပ်လို့လည်းရပါတယ်ဗျကျွန်တော်ကတော့အပေါ်ဆုံးအဟာကိုနှိပ်လိုက်ပါမယ်ဟာလေးဆောင်ပေးလိုက်ပါဒီလိုမျိုးကျွန်တော်တို့ကဓာတ်ပုံတွေကိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုမျိုး select မှတ်မှတ်ဖဲနဲ့ဒီအမှန်ရှိလေးကိုတစ်ချက်ဖြုတ်လိုက်ပါဖြုတ်ပြီးသားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဓာတ်ပုံလေးကိုအရင်ဆုံးထောက်လိုက်ပါဗျာ အဲထောက်ပြီးတော့ဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဗျာနော်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝကာဘာဒီကိုမယူပါနဲ့ဗျာကျွန်တော်တို့ကဒီဓာတ်ပုံကိုကျွန်တော်တို့ screen shot ရိုက်လိုက်ပါရိုက်ပြီးလို့ရှိရင်ဘေးကလန်နာဟာယူကျွန်တော်တို့က ratio နဲ့ပြန်ပြီးတော့ခောက်ပြီးတော့မှကျွန်တော်တို့ရဲ့ gradient တွေကိုတိန့်လို့ရပါတယ်ဗျာဟုတ်ကဲ့ဒီနီလန်းလေးကတော့ကျွန်တော်တို့ကဓာတ်ပုံတွေကို promote ထားတဲ့သူအတွက်အစဉ်ပြေဆုံးနီလန်းလေးကိုပဲကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာဖြစ်ပါတယ်ဗျာ အရင်ခြေပိုင်းမှာတော့ကကျွန်တော်တို့ကဓာတ်ပုံပရိုဝယ်ထားတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်အခုကျွန်တော်တို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဓာတ်ပုံပရိုမွေထားဘူးပတ်စံကုန်ကြတဲ့တက်တာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနီလန်းလေးနဲ့ပဲဓာတ်ပုံကိုဆက်လက်မပတ်ဖက်နဲ့ပုံလေးကိုထောက်ထောက်ရတဲ့ကိုလိုချင်တဲ့ပုံတွေကိုဖြတ်ထားတဲ့ဓာတ်ပုံဗီဒီယိုကိုလိုချင်တဲ့အရာတွေကိုကျွန်တော်တို့ကဆက်လက်မပတ်ဖက်နဲ့တပုံသိန်းကြီးကိုထောက်ပြီးတော့မှစုံစုံချော့ရိုက်ရိုက်ပြီးတော့ယူလို့ရပါတယ်ဗျာ ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ပရိုဝယ်ထားဒီဖြစ်စေပရိုမိုဝယ်အဲမိုဝယ်ထားဒီဖြစ်စေဝယ်ထားဒီဖြစ်စေဓာတ်ပုံတွေကိုဘယ်လိုမျိုးဝါကာဘာတွေပြန်ယူလို့ရလဲဖြတ်ထားတဲ့ဓာတ်ပုံတွေကိုဘယ်လိုမျိုးဝါကာဘာတွေပြန်ယူလို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်လေးပြန်လဲပြီးတော့ share လုပ်ပေးခဲ့တာမျိုးဖြစ်ပါတယ်ဗျဒီဗီဒီယိုကိုကျွန်တော်တို့ကအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်